လူသားမှုတယောက်ပြီးတယောက်အသက်ခံရတဲ့သူတွေဘယ်သူဖြစ်မလဲဆိုတဲ့ဟာကိုဇက်အစအနေအဆုံးအထိကိုကျွန်တော်ကဒီအမှုလိုက်ရတဲ့အရာရှိတယောက်ပေါ့အဲမှတ်မှတ်ရရဖြစ်တဲ့နေရာဆိုတော့ကိုရိုင်းပြောသွားတဲ့အခန်းပေါ့အဲ့အခန်းကအဲ့အဲ့ဒီမှာကျွန်တော်ကလည်းကျွန်တော်အခန်းပါလို့သွားတာဦးထူးတာနဲ့ဦးရိုင်းနဲ့ပြောတဲ့ဇာတ်မှာသူကဦးရိုင်းနာမည်ဦးချင်းမြိုင်ခေါ်အောင်ပါဦးတက်လင်ကျွန်တော်ကိုရိုင်းဦးတက်လင်ဆိုကျွန်တော်တို့ကကြည့်နေမှားနေတယ်ကျွန်တော်ကျွန်တော်ကိုရိုင်းထားဗျာကျွန်တော်မှားနေရလို့ကျွန်တော်ကိုရိုင်းထားပြောတယ်အဲ့တော့ပြန်တဲ့လူတွေအကုန်လုံးကလည်းကျွန်တော်နာမည်ပဲဦးတက်လင်ဇာတ်ရဲနာမည်ကျွန်တော်ဦးတက်လင်ကိုဦးတက်လင်ပဲအကုန်ကြားကြတယ် နောက်တော့ပြန်ရိုက်တယ်အဲ့လိုပဲပြန်ကြည့်တယ်အထူးထူးခြေတာအဲ့အဲ့ဒါကြီးတော့ပြီးတော့ audio ကတော့မှုဘူးတယ်ကျွန်တော်အဲ့လိုတကယ်ဟုတ်ဟိုဟာမဟုတ်ဘူးပေါ့နော်တကယ်ဥချစ်မှန်ပဲခေါ်တာပါဆို audio ကတော့အဲ့လိုပြောကြတယ်လူမှန်တယ်များအကုန်ကြားတယ်အဲ့ဒီကူအဲ့ဒါကြီးကထူးထူးခြေခြေယူလိုက်နေရတယ်စကားလေးကတော့ suspend လို့ပြောလို့ရတာပေါ့နော်တပိုင်းပြီးတာနဲ့တပိုင်းဟိုဘယ်သူဒီဇာကောင်းမှာဘယ်သူများအသက်ခံရမလဲဆိုတော့ပုံအဲ့ဒီပုံစံမျိုးတွေနဲ့တွားထားတဲ့အခါကျတော့နောက်ရရတဲ့ location တွေကလည်းတကယ်ကိုဟိုမတွေ့ဘူးတဲ့ location တွေရှိပါတယ်အဲကျွန်တော်တို့တော့မအဲ့ဒီပင်တရားဘက်မှာဆိုမတွေ့ဘူးတဲ့ location တွေတော်များရှိတယ်အဲအဲ့ဒါမျိုးတွေကိုသူရှောက်ပွေးပြီးရိုက်ထားတာပါတယ်နောက်အခက်အခဲတွေကတော့တော်အများကြီးရှိပါတယ်အများကြီးရှိတယ်နောက်ရာသီဥကျွန်တော်အဓိကကြုံရတာရာသီဥဝိုးရင်းကာလမှာရိုက်တဲ့အခါကျတော့ဒီလိုဇာမျိုးဆိုတော့အောက်တို့ရိုက်ရမယ့် ဟိုအော်တိုဆိုတာဟိုရာသီဥဟိုကောင်းတဲ့အချိန်ပေါ့စောင်းနှင်းလိုအမျိုးနွေနွေလိုအမျိုးရိုက်မဲ့အချိန်မှာမိုးရင်းမှာတဲလိုက်မိတာပေါ့ကျွန်တော်တို့ဂျုံဂျုံကနေပြီးတော့သုံးလတိတိကြာပါတယ်အဲတောက်ချက်ရရတာပေါ့နေညညတွေညတွေလက်ပါတယ်အဲ့တော့အဓိကပြဿနာအဲ့မှာရာသီဥပေါ့အဲ့မှာကျွန်တော်အော်တိုတွေတော်များမှာရာသီဥနဲ့သွားသွားကြီးတွေ့တဲ့အခါကျတော့ကာလီ location ရောက်မှမိုးတွေရွာပြီးတော့ location ကနေပြန်လှည့်ပြန်လာရှိတယ်။ location ကိုရိုက်ရိုက်မဲ့ဟာတခါလေးရှုံနေတဲ့ ဖြစ်လို့လုံးဝရိုက်မရလို့နောက်ဆုံးလှည့်ပြန်ရတဲ့ရှိအဲ့ဒါမျိုးအခက်အခဲရှိတယ်။နောက်ဇာကလည်းစိတ်စိတ်ဝင်စားပါတယ်စိတ်ဝင်စားစရာကျွန်တော်ကိုယ်တိုင်လည်းဒီဇာကမှာအဲဒီတယောက်ပြီးတယောက်အတက်ခံရတဲ့သူဘယ်သူဖြစ်မလဲဆိုတဲ့ဟာကိုဇက်အစအနေအဆုံးအထိကိုကျွန်တော်ကဒီအမှုလိုက်ရတဲ့အရာရှိတယောက်ပေါ့အဲ့ဒီကကျွန်တော်ပါဝင်တိုးဆောင်ဥသက်လွင်ပြေကျွန်တော်ပါဝင်တိုးဆောင်သွားတာဟုတ်တယ်။ဒီနေရာတွေဟိုဒပိုင်းနဲ့ဒပိုင်းကိုဟိုပိုဆွဲဆောင်သွားတာပါဒါပြီးရင်ဘယ်သူနောက်ဒါကိုဘယ်သူတက်တာလဲအဲအဲ့ပုံစံမျိုးဖြစ်အောင်ဟိုဆွဲဆွဲဆွဲခေါ်သွားတာအနေနဲ့ထူးခြားတဲ့ကားလေးလို့ ဟိုပြောပြောလို့ရတာပေါ့။ဟောဆိုရိုက်ခွင်းရက်ွက်တွေကလည်းအရင်လှတယ်။တော်တော်လှလှလှတဲ့နေရာတွေတော့ပန်းကင်းတွေကိုဟိုအလှကြီးတကယ်ဟိုဟိုဘာလဲကျွန်တော်မက်ဒီကိုတို့ဟာမျိုးခင်းကြီးတွေတဲ့မှာတကယ်ကိုရှာပြီးတော့ကျွန်တော်ရိုက်ထားတာလည်းရှိတယ်။တော်တော်လှလှတယ်။ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါမျိုး။အဲမမက်ရရဖြစ်တဲ့နေရာဆိုတော့ကိုရိုင်းပြောသွားတဲ့အဲအခန်းပေါ့။အဲ့ဒီအခန်းကအဲ့ဒီအဲ့ဒီမှာကျွန်တော်ကလည်းကျွန်တော်အခန်းပါလို့သွားတာ။အဲပါသွားတဲ့ခါမှာကျွန်တော်လည်းအဲ့ရိုက်ခွင်းသူတို့သူတို့နဲ့ဥထုတာနဲ့နှစ်ယောက်ငားမြတဲ့ခံရိုက်နေတဲ့အချိန်မှာကျွန်တော်လည်းအော်ဒီယိုရဲ့ဘေးနားမှာကျွန်တော်ကိုယ်တိုင်ထိုင်နေကျွန်တော်နာမည်ဥသက်လွင်ဟုတ် အဲ့တော့ဥဒက်လင်ဆိုအဲ့ရေကန်ကြီးကနေပြီးတော့ရေကန်ကြီးကတော်တော်လှတယ်ဗျတော်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 လေးလှတာအဲဟိုမှာနိုင်ငံသားကားတွေကရောက်သွားသလိုပဲအဲတစ်ချောက်ပင်ကြီးနေတယ်တော်တော်အယမ်းမိုက်တယ်အကျော်ကိုလည်းသဘောတူကြတော့ဓာတ်ပုံတွေပါရိုက်ပြီးရိုက်နေတာပေါ့နော်အဲ့ချိန်မှာအဲဥဒက်လင်ဟိုဘွားနဲ့ဥထုတာနဲ့ဥရိုင်းနဲ့ပြောတဲ့ဇာတ်ကမှာသူကဥရိုင်းနာမည်ဥချက်မြန်ခေါ်အောင်ပါဟိုဥဒက်လင်ကျွန်တော်ကိုယ်တိုင်ဥဒက်လင်ဆိုကျွန်တော်တို့ကကြည့်နေမားနေရကျွန်တော်ကျွန်တော်ကိုယ်တိုင်ထပါဗျာကျွန်တော်မားနေရလို့ကျွန်တော်ကိုယ်တိုင်ထပြောတယ်အဲ့တော့ကြံတဲ့လူတွေအကုန်လုံးကလည်းကျွန်တော်နာမည်ပဲဥဒက်လင်ဇာတ်ကားရဲ့နာမည်ကျွန်တော်ဥဒက်လင်ကို ဦးသားနာမည်ကုန်ကြားရတယ်နောက်ခေါပြန်ရိုက်တယ်အဲ့လိုပဲပြန်ကြားတယ်အထူးထူးချေတဲ့အဲ့အဲ့ကြီးတော့ပြီးတော့ audio ကတော့မှုပ်ဘူးတယ်ကျွန်တော်အဲ့လိုတကယ်ဟုတ်ဟာမဟုတ်ဘူးပေါ့နော်တကယ်ဦးချစ်မှန်ပဲခေါ်တာပါဆို audio ကတော့အဲ့လိုပြောကျန်တဲ့လူမှန်တယ်များကုန်ကြားတယ်အဲ့ဒီတကူအဲ့ဒီကြီးကတူတူချေချာကြီးပိုက်နေရဦးထူးတာခေါ်လိုက်တာဦးထူးတာဟိုဟာဦးရိုင်းကိုခေါ်တာဦးချစ်မြန်ဦးသူနဲ့ကာရီတာနာမည်ဦးချစ်မြန်ဦးချစ်မြန်သူကတော့ခေါ်တာပဲ ဒါပေမဲ့ကျွန်တော်ကျွန်တော်ကိုတော့အကုန်လုံးကကျွန်တော်နာမည်ခေါ်တယ်ပဲကြားတယ်ဥသက်လင်ကျွန်တော်ကိုယ်တိုင်လည်းဥသက်လင်ပဲကြားတယ်ကျွန်တော်ဥသက်လင်ဆိုကျွန်တော်တော့အမတ်တမလှက်ကြည့်လိုက်တယ်ဥသက်လင်လူမားနေပြီလို့ဝိုင်းညင်းကြတာပေါ့နော်အကုန်ညင်းကြတဲ့အချိန်မှာနောက်တစ်ခေါက်ပြန်လိုက်တယ်ဥသက်လင်ဖြစ်လို့ဥချင်းမှန်ဖြစ်လို့နဲ့အော်ဒီယိုကတော့ဥချင်းမြန်လို့ကျွန်တော်ဝိုင်းညင်းရတာမဟုတ်အကုန်လုံးကြားတယ်ရှိတဲ့လူမှန်သမျှဥသက်လင်ပဲကြားတယ်နောက်တစ်ခါကြားရင်လည်းအဲ့လိုပဲပြန်ကြားတယ်အဲ့တော့အဲ့တော့ရိုက်တဲ့ချိန်ကတော့ကျွန်တော်ရေဝင်ကြီးတွေရောလေးဖြစ်နေပါပြီအချောင်းနိုင်ကြီးတွေရောဖြစ်နေပြီဆိုတော့ ့အိုက်ကန်ကလည်းတိမ်မြုပ်ကန်လို့ခေါ်တယ်ဘာလို့ဆိုတော့တိမ်ကြီးကအရင်ကတိမ်ရှိတယ်အဲ့တိမ်ကြီးမှာရေတွေကရေတွေကဖုံးထားတဲ့ခါကျတော့တိမ်ကြီးကအပေါ်လေးအပေါ်ကဒီဟိုဟိုပါပေါ့ဟိုအဆောင်ခေါင်းမိုးအဆောင်လေးအဲ့ဒါလေးပဲရှိတော့တာအဲ့လိုတိမ်မြုပ်ကန်လည်းခေါ်တယ်ပြောတယ်အပြင်နယ်ပဲဆိုတော့လည်းအေးပေါ့ဘာဘာဖြစ်မှာတော့မသိဘူးပေါ့အဲ့အဲ့လိုမျိုးတွေကတော့တူးကြရပါဘူးနောက်ဆိုတော့သူရိုက်တဲ့ဟို location တချို့နေရာတွေဆိုလို့ရှိရင်ဟိုမှာအညောင်မင်းကြီးတွေတုံးမင်းဒီလိုလက်ရှိနေတဲ့ဟာမျိုးတွေသူအဲ့ location ရှာကျွန်တော်ကအဲ့ location တော့မပါဘူးအဲ့လိုမျိုးတူးကြရတယ် ရှာရိုက်တဲ့တကယ်တကယ်စိတ်ဝင်စားစရာကောင်းတယ်အဲပင်းတရမှာပဲပင်းတရပဲမှာပင်းတရမှာဟုတ်ဟုတ်ကျွန်တော်တဲ့အတူတူကန်ဆက်ကန်အဲဇလန်တွေကိုပဝင်ထားကြတဲ့တင်းတစ်ခွဲလုံးကရန်စူးစားထားကြပါတယ်ဒီစကားစကားလေးထွက်လို့ရှင်လဲကျွန်တော်တို့ခန်နဲ့ plus မြန်မာအဲ channel channel ရနေပြီးတော့အပိကြည့်ရှုကြပါကျွန်တော်ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတော့